တရားတက်နဲ့ဒီနေ့ထိုင်းရွှေဈေးပိတ်သွားပါပြီအားလုံးပဲမင်္ဂလာပါစိတ်ချမ်းသာခြင်းခုချမ်းသာခြင်းနဲ့ပြည့်စုံနိုင်ကြပါစေဒီနေ့က10ရက်နေ့6လပိုင်း2020ခုနှစ်ညလိုက်ပိုင်းထိုင်းရွှေဈေးကတရားတက်ပါတယ်66တသမ500ခန်းလို့ရှိတဲ့ထိုင်းရွှေခဲဈေးဆိုင်ကရောင်းနေဈေးက9450ဆိုင်ကလက်ခံနေဈေးက9350လက်ဝိညာဉ်ဈေးနှုန်းတွေကတော့ဆိုင်ကရောင်းနေဈေးက9250နဲ့ပေါင်းဈေးရှိနေပါတယ်ကမ္ဘာရွှေတအောင်စားကိုဒေါ်လာ3330နဲ့ထိုင်းရွှေဈေးကိုတွက်ထားပါတယ်ဒေါ်လာကိုထိုင်းမတ်ငွေ30နဲ့တသမ6ခွနဲ့ထိုင်းရွှေဈေးကိုတွက်ထားပါတယ်66တသမ 900ရာခိုင်နှုန်းရှိတဲ့အတိုင်းရွှေခဲကဘန်ကောက်ထဲမှာလက်ခ200ရှိပါတယ်လက်ခအပီအစီတိုင်းရွှေခဲတစ်ပတ်သားကို9650ဈေးနဲ့ပေါင်ဈေးရှိနေပါတယ်ဆိုင်ကလက်ခံနေစီကတော့ရာခိုင်နှုန်းပြတ်မပြတ်ပဲဆိုင်က9350ဈေးနဲ့ပြန်ပြီးတော့လက်ခံပါပါလက်ဝယ်ရနိုင်လက်ခတွေကတော့ဘန်ကောက်ထဲမှာတစ်ပတ်သားကို1000ကနေ1000လေးရှိနေပါတယ်မိမိဝယ်တဲ့ထဲပေါ်မှာမူတည်လို့ရောင်းတဲ့ဆိုင်ပေါ်မှာမူတည်ပြီးတော့လက်ခဈေးနှုန်းကပြောင်းလဲမှုရှိနေပါတယ်ဒီနေ့တိုင်းရွှေလက်ဝယ်ရနာတစ်ပတ်သားကိုပြန်ရောက်မယ်ဆိုရင်ဆိုင်က900ခိုင်နှုန်းပြတ်ပြီးတဲ့အပြင်ကို4800ကျော်ဈေးနဲ့ပြန်ပြီးတော့လက်ခံပါပါလက်ရှိမှာတော့ ိုင်းရွှေဈေးကတက်ဈေးနဲ့ပဲရှိနေပါသေးတယ်။ထိုင်းရွှေကိုစိတ်ဝင်စားလို့ပဲစုမယ်ဆိုရင်လက်ကဈေးတက်သားတဲ့ဆိုင်ကိုကျွန်တော်လမ်းညွှန်ပေးပါမယ်။ဘန်ကောက်ထဲမှာဆိုစီနက်ကလင်စီကော့စခွဲမှာတွားပြီးတော့ဝယ်လို့ရပါတယ်။တပတ်သားကိုလက်က၂၀၅ဘတ်သားဒီဝယ်မယ်ဆိုရင်လက်ကကုန်ချမရှိပါဘူး။ထိုင်းရွှေဈေးငွေဈေးတွေကိုအများနဲ့တင်ပေးပါရစေ။ထိုင်းရွှေဈေးငွေဈေးတွေကိုသိချင်တဲ့ဆိုရင်ကျွန်တော်ရဲ့ဗီဒီယိုတွေကို follow လုပ်လိုက်လို့ထားနိုင်ပါရစေ။အားလုံးပဲစိတ်ချမ်းသာခြင်းကုကြမ်းမှခြင်းနဲ့ပြည့်စုံပြီးအန္တရာယ်ကင်းလို့ဘေးရှင်းနိုင်ကြပါစေ။